ရမီယာလီရဲ့ဂိုးပောင်းဝင်ပတ်သက်မှုအများဆုံးကစားမရှိရောက်ပရိသတ်များလုံးမဲ့မင်းလာပါများလူလိုင်းကင်းကနေပြန်လဲကြိုးစုလိုက်ပါရီပရိသတ်မှကစားဖို့ဆိုတာတော်ရုံကြီးချင်းမျိုးနဲ့မရပါဘူးမြန်နှုံးကြံ့ခိုင်မှုစတာတွေကိုအားပြုပြီးတော့ကစားရတဲ့လေးဖြစ်တာကြောင့်ဒါကိုအမိမလိုက်နိုင်တော့ရုံးခိုင်နေပေအချိန်လေးကုန်ဆုံးသွားမှာဖြစ်ပါရီဒီလိုခက်ခဲချမ်းတဲ့လေးမျိုးမှာသွင်းကိုရင်နဲ့ကိုပန့်တီမှုတွေကိုတော်ရုံကစားမတွေကလိုက်ပြီးတော့လုံးမပြနိုင်လောက်အောင်လှုပ်ပြထားကြတဲ့ကစားမတွေကလည်းအတော်များများရှိနေတာဖြစ်ပါရီဒီနေ့ရဲ့ဗီဒီယိုထဲမှာတော့ချီချူးချင်းစရာကောင်းတဲ့ပရီးမီးယားလိရဲ့ကိုပောင်းဝင်ပတ်သက်မှုအများဆုံးကစားမရှိရောက်ကိုတင်ဆက်ပေးလိုက်ပါရီများ နံပါတ်1အလန်ရှိယားကိုပေါင်းဝင်ပတ်သက်မှု324ကြိမ်အလန်ရှိယားလို့တင်းကိုရောကိုပန်တီးမှုမှာပါအားကောင်းလုံးတဲ့အထောင်တက်စင်မှုမျိုးထပ်ပြီးတော့မရှိနိုင်ပါဘူးအလန်ရှိယားကဘလက်ဘန်တို့ခေကောင်းစင်ကတောက်ပါခဲ့တဲ့ကစားမဖြစ်ပြီးတော့အဲနောက်နျူကက်ဆယ်ကိုပြောင်းရွှေ့လာခဲ့ရောမယ်ရီတင်နဲ့ရှင်တိုက်ခဲ့ပါပြီအစောကနှစ်သင်းနဲ့တူအလန်ရှိယားကတင်းကိုပေါင်း260နဲ့ကိုပန်တီးမှု64ကြိမ်ကိုပြုလုပ်ပြထားနိုင်ခဲ့တာဖြစ်ပါပြီဒီဇိုင်းရင်ကိုရင်းနေချင်းဒီဘသူကမှလိုက်မီကျော်ဖြစ်နိုင်ခြင်းမရှိသေးပါဘူးနံပါတ်1ဝင်းရိုနီကိုပေါင်းဝင်ပတ်သက်မှု310ကြိမ် မဲပရိသတ်ရဲ့ချစ်တော်ကစားမတူလည်းဖြစ်တယ်လို့အတင်းရဲ့ကရင်ကစားမတယောက်လည်းဖြစ်ခဲ့ရိုနီကအဗတန်နဲ့တူထွန်းတောက်လာခဲ့ပြီးနောက်စီယိုနီရိုနဲ့ရှေးစင်နောက်ဆင်းဆိုလိုပဲမယူကိုရောက်ရှိလာခဲ့ပါရီမယူမှာလဲရိုနီကအထိတ်တန်းစင်ကစားမတယောက်ဖြစ်လာခဲ့ပြီးတော့စူပလာအောင်မြင်မှုတွေများစွာရယူနိုင်ခဲ့တာဖြစ်ပါရီအစပါနဲ့တင်းနဲ့တူရိုနီကတွင်ကိုပေါင်း280ကိုကိုပန်ဒီမှု103ကျင်းပြုလုပ်နိုင်ခဲ့ပါရီနံပါတ်3ဖရန်လန်ပတ်ကိုပေါင်းဝင်ပတ်သက်မှု296ကျင်းကွင်းလဲကစားမတယောက်အနေနဲ့အမကန်ဖြစ်စီရာမှတ်တမ်းဖြစ်ပါရီ ချက်စီတင်ရဲ့တမိုင်းတလျှောက်တင်ကိုအများဆုံးနဲ့ကိုဖန်နေမှုအများဆုံးကစားမှဖြစ်ခဲ့တဲ့လမ်းဘက်ကသူရဲ့ကစားမပေါ်မှာပရီးမီးယားလိဂ်တင်ကို189ကိုကိုဖန်နေမှုတရားနှစ်ကြိမ်ပြုလုပ်ထားပြနိုင်ခဲ့ပါပြီ။နံပါတ်၄ Ryan Giggs ကိုဖန်ပတ်သက်မှု192ကြိမ်ကစားမပေါ်ကိုမယူတင်နဲ့မှာပဲဖြတ်တန်းခဲ့တဲ့ Ryan Giggs ကလည်းမယူတင်နဲ့တူတင်ကို109ကိုနဲ့ကိုဖန်တီမှု162ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါပြီ။ Giggs ကပရီးမီးယားလိဂ်တမိုင်းရဲ့ကိုဖန်နေမှုအများဆုံးကစားမအဖြစ်နဲ့လည်း လက်ရှိချိန်ဒီဇန်နီမတန်ကောင်းတစ်ခုတင်ရှိထားနိုင်သေးဖြစ်ပါသည်။နံပါတ်9မိုဆာလာဂိုးပိုင်ပတ်သက်မှု168ချိန်ပရီးမီးယားလီးဂ်အကောင်းဆုံးတောင်ပန်တိုက်စစ်မှုတွေတွေကတယောက်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ဆာလာကစလိုလက်အောင်မှာတည့်ရွေးနဲ့မလိုက်အောင်လို့အတော်လေးကိုခြေစွမ်းပြနေပါသည်။လက်ရှိချိန်ဒီဆိုရင်တော့ဆာလာရဲ့သင်ကိုက182ကိုနဲ့ဖန်နီမိုက86ချိန်တရှိထားခဲ့ပြီလေဖြစ်ပါသည်။နံပါတ်6အန်တီကိုဂိုးပိုင်ပတ်သက်မှု160ချိန်ဖောက်ဆန်ရဲ့ထရီဘယ်ဝင်နာအသင်းမှာအဓိကကြော်ရီကစားမတူဖြစ်ခဲ့ပါသည်။ ဒရိုင်ယိုနေတူဒွန်ညီနဲ့မယူတိုက်စစ်ကိုကောင်းဆုံးထမ်းနေပေးနိုင်ခဲ့တဲ့အန်ဒီကိုကတင်ကို189ကိုကိုပါဒီမို83ချိန်ထိရှိထားခဲ့တာဖြစ်ပါတယ်။နံပါတ်9ဟာရီကိန်းကိုပေါင်းပတ်သက်မှု259ချိန်ဖလာကန်ဆိုလုံးတို့ဟာရီကိန်းကတော့စပါနီအင်္ဂလန်တို့ရဲ့ထောင်ရာသွင်းကိုအများဆုံးတိုက်စစ်မှုဖြစ်ပြီးအကောင်းဆုံးထောင်တိုက်စစ်မှုတွေကတအုပ်ဖြစ်သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ရကင်ကပရီးမီးယားလိမှာကစားနေစဉ်တွေမှာတင်ကို233ကိုကိုပန်နီမှု46ချိန်တွေကိုပြုလုပ်ပြထားနိုင်ခဲ့ပါတယ်။နံပါတ်8အွန်နီကိုပန်ပတ်သက်မှု149ချိန် ာစနယ်အိုက်ကွန်ကြီးအွန်နီကတော့ပရီးမီးယားလိမှာ၈ရာသီကြာကစားခဲ့ပြီးသင်းကို195ကိုကိုဗန်ဒီဘူ94ချိန်တို့ကိုပြစ်လုထားနိုင်ခဲ့ပြီးအာစနယ်ရဲ့ရှေ့ပလာမျိုးဆက်ဖြစ်အသုံးတော်ခံပါဝင်ခဲ့သူတယောက်လည်းဖြစ်ပါရီဗီဒီယိုကိုစုံနေလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ